မင်္ဂလာပါကျွန်တော်တော့ဂျူနီယာပါအမေပါ Define Channel မှာကြိုးစားပါတယ်ဒီနေ့ဗီဒီယိုမှာ Italian အခြေပြု project များအကြောင်းဆွေးနွေးတော့မှာပါ Italian ဟာ Define Log ရဲ့အတိတ်ကဖြစ်ပြီးသူ့မှာစိတ်ဝင်စားစရာ project တွေအများကြီးရှိပါတယ်အမှတ်ဆုံးအကြောင်း Italian အခြေပြု project တွေက အရေးကြီးတယ်ဆိုတာပြောပြပါမယ်။ Ethereum ဟာ smart contract တွေကိုပထမဆုံးမစ်ဆက်ပေးခဲ့တဲ့ blockchain platform တစ်ခုပါ။ဒါကြောင့် DeFi, NFT နဲ့ Web3 လို့နာမည်တွေမှာ Ethereum ဟာရှေ့သွားနေပြီးတော့ခုဆောက်နေတာပဲဖြစ်ပါတယ်။ပထမဆုံး project ကတော့ Uniswap ပါ။ Uniswap ဟာ Ethereum ပေါ်က decentralized exchange DEX တစ်ခုဖြစ်ပါတယ်။ဒီမှာသင်ဟာ ban လို့အလဲအလက်ပုံကိုယ်တွေမလို့ပဲ crypto တွေကိုလဲလှယ်နိုင်ပါတယ်။ ယူနီဆွတ်ပါအော်တိုမက်တစ်မားကတ်မေကာ AMS ကိုသုံးပြီး liquidity pool တွေကနေရောက်မှုကိုလကုစေပါတယ်ယူနီဆွတ်ရဲ့ UNI token ဟာ governance token အနေနဲ့တော်ပြနိုင်ပြီ defi lock up ပါဒီလို give ဆက်ပါတယ် gas fee စတိတာက impermanent loss ကို3ထားပါမယ်ယူနီဆွတ်ပါ defi minimum နဲ့တူတဲ့အတွက်မထင်မနေ3ထားမဲ့ project တစ်ခုပါနောက်ထပ် project တစ်ခုကတော့ av ပါ av ဟာ ီတာရီယာဘောက take down နိုင်နေတဲ့ borrowing protocol တစ်ခုဖြစ်ပါတယ်။အဲဒီမှာ crypto တွေကို borrowing လုပ်ပြီးအတိုးရယူနိုင်တယ်လို့နိုင်နေလဲလုပ်နိုင်ပါတယ်။ Aave ဟာ flash loan လို့စတဲ့တဲ့ဝန်ဆောင်မှုတွေပေးနိုင်ပြီး security ပိုင်းမှာလည်း take down ဖြစ်ပါတယ်။ Aave token ဟာ governance နဲ့ stake နဲ့အတူတူနိုင်ပြီး double meter တိုင်းချီရှိတာကြောင့်ခင်းနှုန်းနဲ့တက်ပါတယ်။ သတိထားမှာက smart contract အနေနဲ့ secret တက်ကြကိုသတိပြုရမှာပဲဖြစ်ပါတယ်ပြီးတော့ RV ဟာ passive income ရှာဖွေလို့တဲ့အတွက်လုံသိတော့တဲ့ project တစ်ခုပါတတိယ project ကတော့ chainlink ပါ chainlink ဟာ ethereum ရဲ့အခြေပြု oracle network တစ်ခုဖြစ်ပြီး blockchain နဲ့ပြပတ်ဒေတာတွေကိုချိတ်ဆက်ပေးပါတယ် chainlink ဟာ defi project တော်များများရဲ့ data အေးမြင့်ဖြစ်ပြီးလူကြီးစိတ်ချရပါတယ် link token ဟာ network တွင်အတော်ပြုတ်ဖို့လိုအပ်ပြီးလိုအပ်ချက်တွေမြင့်တက်လာနိုင်လို့ဂျီနီမြူနာတက်ပါတယ် တင်ထားပါက Java Oracle project တွေနဲ့ secret ပတိကိမှုကိုဖတ်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီနေ့ထိတ်သက် Diary ရဲ့ review project တွေဖြစ်တဲ့ Uniswap, Harvey နဲ့ Chainlink အကြောင်းလေ့လာခဲ့ရပါတယ်။ဒီ project တွေဟာ DeFi Lock မှာလာလာရှိပြီးယနေ့မနေ့လိုတွေအတွက် ခွင့်လန်းတွေဖန်တီးပေးနိုင်ပါတယ်။ဒါပေမဲ့ Crypto ယနေ့မနေ့မှုဟာအနေရရှိတာကြောင့်ဒီကြလေးလာပြီပါဆုံးဖြတ်ပါလို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုကိုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် crypto နဲ့ define ကြောင်း video တွေဆက်လက်ကြည့်ရှုဖို့ MMR Define Channel ကို subscribe လုပ်ပြီး bell icon ကိုဖိပေးပါ။အောက်က comment section မှာသင်ကြိုက်ဆုံး Italia project ကဘာလဲဆိုတာကိုကြည့်ကြပေးပါ။ MMR Define တူ now video မှာအဆုံးရမယ်နော်။ကျေးဇူးတင်ပါတယ်။ audio